Hey yo chubli de jimmy alo me ming la ba jazz version ka ni pyan le chu so lai ba de aku jazz ne atu cha me atu tin le rui ka ku ye version li dance bi dro tin tu de phi ba lai me hobi thong san da jazz ne do song de lai ba chi su pote kai kho ba de ye hobi sa lai chaung no let's go alo me ming la ba ye version li ma pyan le chu so lai ba de din ni chong la ko ye ni di kri ma chu mi ba de ko ati pe pyo cha chin ne tin de ku ka nau chu myo ma shi de chu lo pi ka wa ye tap phwe ်ဝင်တွေကို၃ရက်အတွင်းထွက်ခွာပေးဖို့တနည်းအားဖြင့် TNL ချင်းချုပ်ထားတဲ့နေမြေမှာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေမောင်းထုတ်ခံရတဲ့အခြေအနေတွေကိုကျွန်မမိဘတွေကိုတင်ပြပေးပါပါနောက်တစ်ချိန်မှလည်းပဲခွေးရခွေးနေရခွေးမနေတဲ့အတွက်ဘလို့အချိန်နေမျိုးတွေနဲ့ဇက်သိမ်းရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်တင်ပြပေးမှာပါ ဒါကြောင့်ကျွန်မရဲ့ view ကိုအစိုးတိဝင်းရကြည့်ရှုပြီးကိုကျွန်မမိဘတအိုးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်။တော်လန်တော့နေ့ရက်တိုင်းဟာကျွန်တော်မိသားစုတွေထပ်တူရှိတဲ့နေ့ရက်အချိန်စက္ကန့်တိုင်းအတူတူပါ။ကျွန်တော်ပြည်သူကောင်ကြီးတစ်ဖွဲ့ဝင်တွေကိုမွေးထုတ်ပေးခဲ့တာကလည်းကျွန်တော်တို့မိဘပြည်သူတွေသာဖြစ်တယ်။ကျွန်တော်မိဘပြည်သူတွေ အားလုံးဟာလည်းကျွန်တော်တို့ရဲ့အရေးကြီးဆုံးသောသူတွေဖြစ်တယ်။အခုလက်ရှိကျွန်တော်တို့အသက်ခံလာ ပိဆက်တိုက်ပွဲဝင်နေတယ်ဆိုတာကျွန်တော်တို့မိဘပြည်သူအားလုံးအတွက်ပါသူတာတယ်ကိုနာတယ်စိတ်ထဲမှာဘာမှမထားပဲနေဘယ်နေမြင်မှုလို့ဘယ်နေရာမှုလို့ဘယ်ဒေတာမှာ ရှိလို့ဆိုရဲဒေတာဆွဲလူမျိုးဆွဲတယ်အခုနေဦးတော်လန်ရေးမှာမကြားရသလောက်မမြင်ရသလောက်ကိုကျွန်တော်တို့လုံစွာနှိမ်ချပြီးတော့ကျွန်တော်တို့ရဲ့အဓိကဘုံရန်သူကိုပဲပြတ်မှတ်ထားပြီးတော့အရှိကိုဆက်လာခဲ့တာကျွန်တော်မိဘတအိုးချစ်စီတိုင်းသိပါပါ ဒီနေ့သတင်းခုထပ်ပေါ်လာပါတယ်အဲ့ဒီသတင်းအရှင်းမြက်ကလည်းကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့ရင်းနှီးတဲ့သူတွေစီကထွက်လာတယ်သတင်းမှာဟုတ်ပြီကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကိုနောင်ချိုမြို့နယ်အတွင်းက၃ရက်အတွင်းထွက်ခွာပေးရမယ်နောင်အောင်မြို့အတွင်းထဲမှာဆိုရင်၂ရက်အတွင်းထွက်ခွာပေးရမယ်ဆိုတဲ့ရွှေပြောင်းပေးရမယ်ပေါ့ဒါတွေကို TNL နဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းအချို့ကစိုင်ကယ်နဲ့လိုက်လံပြောဆိုမိတ်ပေးနေတာကိုကျွန်တော်တို့ကြားနေရပါတယ်။အဲဒီမှာကျွန်တော်တို့ဒါဒီသတင်းကိုအမှောက်ဆောလင်ဆိုတာကျွန်တော်မိပါတွေဒါစိတ်ဆန္ဒတွေအာအလင်းမလို့ဖို့ကိုကျွန်တော်မြစ်တာရက်ခံလို့တယ်။ကျွန်တော်အချက်နှစ်ချက်နဲ့တင်ပြပေးပါပါ။လက်ရှိ TNL နဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရဲ့အခြေအနေနဲ့ပြီးတော့ကျွန်တော်ကို၌ဖြတ်သန်းခဲ့ရတဲ့အခြေအနေတခုနဲ့ကျွန်တော်တင်ပြပေးပါပါ။ဒါဆိုရင် တရားနယ်လေးအကြောင်းအရင်ကြည့်ရမှာဖြစ်တယ်။ကျွန်တော်ပြည်သူ့ကော်မတီတစ်ဖက်ဝင်တွေလက်ရှိဒါကျွန်တော်တို့ထိန်းချုပ်ထားတဲ့ TNL နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့နောင်ချိုမြို့နယ်အတွင်းကကျွန်တော်တို့ရွှေ့ပြောင်းပေးရမယ်။ဒါလည်းသုံးရက်အတွင်းနောင်အောင်ဆိုရင်နှစ်ရက်အတွင်းရွှေ့ပြောင်းပေးရမယ်။ဒီလိုအချိန်တွေမှာ TNLA သူတို့ထိ ंछ ုပ်ထားတဲ့နေမီကိုအကြံဖက်စစ်ခွေမင်းအောင်လှိုင်အာနာယူအုပ်စုလက်ထဲကိုပြန်ပေးတော့မဲ့သဘောလားဆိုတဲ့တို့လို့တို့လို့ချင်းမီယူဆချက်တွေအများကြီးဖတ်ပေါ်လာပါတယ်မင်္ဂလာပါဒီလိုမျိုးကျွန်တော်မိမပြည်သူတွေကျွန်တော်ပြည်သူတရလုံးရဲ့ထွက်လာတဲ့မင်းတို့အရုပ်ကြီးသူတွေကိုနေ့စဉ်တက်ဖြတ်နေတဲ့အကျန်းဖတ်ခေါင်းဆောင်မင်းအောင်လှိုင်အာနာယူအုပ်စုလက်ထဲကို မင်းတို့တက်ခက်သိမ့်ပိုက်ချားတဲ့မင်းတို့ဆိုတာကအလုံးပါပါတယ်ဥမာ TNL နဲ့ကျွန်တော်တို့ဒါပူပေါင်းတက်ဖွဲ့ဝင်တွေစတီ NL နဲ့ပူပေါင်းတက်ဖွဲ့ဝင်တွေကနောင်ချုံမြို့ကို2024ဇူလိုင်10ရက်နေ့မှာအပီးတက်တက်ခက်သိမ့်ပိုက်နှိုင်းခဲ့တာဒါကြောင့်လည်းပဲကျွန်တော်ကတို့ဆိုတဲ့စကားလေးကိုထည့်သွင်းပြောဆိုတာပါကျွန်တော်မိမပြည်သူတွေကအတန်ထွက်လာတာကျွန်တော်ပြည်သူကအတိတ်ပါဟုတ်ပြီပြည်သူကမေးလာပြီအခုကျွန်တော်ပြည်သူကဝေးတက်ဖွဲ့ဝင်လူငယ်တွေ PDF တွေကိုပေါ့ဗျာပူပေါင်းတက်ဖွဲ့ဝင်တွေကိုနောင်ချုံမြို့နယ်အတွင်းကနောင်ချုံမြို့အထက်ကနေပြီးတော့နှစ်ရက်အတွင်းသုံးရက်အတွင်းထွက်ခွာပေးရမယ်ဆိုတဲ့လိုက်လံပြောဆိုနေတဲ့အမိန်ထုတ်ထားတဲ့အခြေအနေဟာဟွန်းဒီနေ့ထိထုတ်ထားတဲ့နေမြေမြို့နယ်ဥပမာနောင်ချုံဒီမြို့ကိုမင်းအောင်လှိုင်လက်ထဲကိုလာရှိုးလို့ပြန်ပေးမှလာဒီလိုဖြစ်ရဖြစ်လို့ကျွန်တော်ပြည်သူကမေခွန်းထွက်လာတာ เนาะကျွန်တော်ရေးမိပါအခုတင်ပြနေခြင်းက TNN လေးပတ်သက်ပြီးတော့ကျွန်တော်ဒါဆိုရတင်ပြယူဆချက်နဲ့တင်ပြနေခြင်းမဟုတ်ပါဘူးအ DVV ဒါကျွန်တော်တို့သတင်းဌာနတွေမှာလည်းပဲအတင်ပြနေတာကိုတွေ့ရမှာဖြစ်တယ်ဗျဟုတ်ပြီဒါဆိုရင်တော့အခုအချိန်ဒီမှာ TNN လေးကအချမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကိုသူတို့တက်ခိုက်တိမ့်ပိုက်ခဲ့တဲ့နေမျိုးကိုပြန်ပေးမှလားဆိုတဲ့မိကွန်း အမေးတွေရှိနေတယ်ဒါကိုလည်း TNL ဖြေဖို့အရေးကြီးတယ်ဘုရုတာဘုံကျော်နဲ့ဒါသက်ဆိုင်ရာဖွဲ့စည်းတွေထုတ်ပြန်ကြညာချက်ပြောဆိုချက်ကိုကျွန်တော်တို့ပြည်သူလူထုတရက်လုံးကဒီနေ့အတိုင်းအမှတ်ရနိုင်စေပါဒီဒေါ်လာရေးကလုံးဝကိုအမှားမခံကျွန်တော်ပြည်သူအားလုံးကလည်းဆုံးဖြတ်ပြီးသားအာနာရှင်မှန်မြအမြင့်ကပါဆွဲနှုတ်ပြီးတော့ညီလံပြစ်ပါဒါကြောင့် ကျွန်တော်တော်လန်သောတပ်ဖွဲ့ဝင်တွေအထူးသဖြင့် EAO တပ်ဖွဲ့ဝင်တွေခေါင်းဆောင်ပိုင်းတွေပြောရေးဆိုရင်ရှိသူတွေသူတို့နှုတ်ကထွက်လာတဲ့စကားတိုင်းကိုကျွန်တော်ပြည်သူမှတ်ချောက်တင်ထားတယ်။လုံးသားမှာတန်မိုးရက်ပြီးတော့တင်ထားတယ်။မင်းကပြောတဲ့စကားဒီကနေ့ပြောတဲ့စကားတွေမှလို့မရဘူး။ခေါင်းဆောင်ပိုင်းဆိုပြီးပို့ပြီးတော့သတိပြုအောင်ပါပါ။ဟုတ်ပြီ။ တော်လှန်ရေးကကျွန်တော်တို့ပြည်သူကြောင့်သာဖြစ်ပေါ်လာတာပါစစ်ကောင်းဆောင်ဆိုတာကလည်းကျွန်တော်တို့ပြည်သူကရွေးချယ်မှတာစစ်ကောင်းဆောင်ဖြစ်တာပါကိုယ့်ကိုတက်ပြီးတော့ကောင်းဆောင်လုပ်လို့မရဘူးဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ကျွန်တော်နိုင်ငံမှာလည်းထုံလင်းကောင်းမယ်လက်ရှိကိုဘာသာယူတပိုင်းနဲ့ထပြီးတော့အာနာယူလိုက်တဲ့ main online ကိုကျွန်တော်တို့ပြည်သူကသူ့ကိုခေါင်းဆောင်အဖြစ်သတ်မှတ်ထားတာရှိဘူးလားဒါ for example ပါ ။ဒါဆိုရင်လက်ရှိနေမြေခြေနေကိုကြည့်အောင်ပါ။ကျွန်တော်အဲ့ဒီနေမြေတွင်းမှာလက်ရှိထွက်ပေါ်နေတဲ့ဒါသင်းအရှင်မြစ်တွေအရာမန်လေး PDF ကအင်းကျွန်တော် DNA ကိုပူပေါင်းပြီးတော့ကုညီပေးဖို့ကံလန်းဓာရီရှိထားပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြားရတဲ့သတင်းအရာကျွန်တော် MDY မန်လေး PDF ကဒါအကူအညီပေးမယ်ဆိုတာကိုတော့မှ DNA လေးကလက်မခံထားဘူးလို့ ကနဦးအဲ့ဒီအတိုင်းလေးပဲကျွန်တော်မိပါတယ်တည်ပြထားပါတို့ပစ္စည်းတွေကို saving card တွေ saving card တွေနဲ့တင်လေတာကိုဒေသခံတွေကသတင်းပို့ထားပါတယ်လက်ရှိအကြံဖက်စစ်ခွေးတက်ကိုဒါပေးလိုက်ရတဲ့ဂျွာတွေဖြစ်တဲ့မဲပုတ်နောင်လင်းဒါနောင်ချူကြီးရွှေမှု ထောကန်ကြီးရှောက်ချုံအဲ့ဒီအချိပေးလိုက်ရတဲ့အဲ့ဒီမှာအကြံဖက်စစ်ခွေးတွေကနေရာယူတက်ဆွဲနေကြတယ် အဲ့ဒါကလက်ရှိမြေပြင်အခြေအနေပါကန်ကြီးမှာရှိတဲ့ကျွန်တော်တို့ဒါမေတ္တလာရှင်ဆရာတော်လေးတွေဆိုရင်အဲ့ဒီမှာအကျံဖက်စစ်ခွေးတက်ကလာရောက်တဆွဲလိုက်တဲ့အတွက်သူတို့တွေအဲ့ဒီမှာနေလို့မရတဲ့အခြေအနေမျိုးမျိုးကြောင့်နောင်ပိန်ကိုချွေပြောင်းပြီးတော့ဒါတရင်သုံးနေရတယ်ပေါ့ဗျာဒါကကျွန်တော်တို့တော်လန်တော်ပြည်သူဟာအာနာယူအကျံဖက် စစ်အုပ်စုရောက်တဲ့နေရာကနေပြီးတော့အလိုက်တသိထွက်ခွာပြီးနေကြတာဒါကိုသူတို့ပို့ပြီးတော့တိပါလိမ့်မယ်ဒီအနေနဲ့လည်းပတ်သက်ပြီးတော့ကျွန်တော်အကောင်းမြင်မှုမြောက်များစွာရှိပါတယ်ကျွန်တော်တိုင်းသားတွေအကုန်လုံးကကျွန်တော်ရဲ့ဘုံရန်သူကိုအတူတူအမြင့်ပြတ်ချီးမွမ်းနိုင်မှာကျွန်တော်တို့အသီးသီးလိုလားတောင်းတနေတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကိုယ်ပိုင်ပြတန်းခွင့်ရပြီးတော့ကိုယ်ယဉ်ကျေးမှုတွေ ပြီးတော့ကိုအမျိုးဘာသာသာသနာတွေစသည့်အားဖြင့်ကိုရိုးရာဒီပေါ့ဗျာဒါတွေကိုထိမ့်သိမ်းဆောက်ရှောက်နိုင်မှာဖြစ်တယ်မဟုတ်ရင်ဘလို့အခြေအနေမျိုးမှာပဲဘလို့အကြောင်းပြချက်လည်းဖြစ်စီအားလုံးဖြက်စီးခံရမှာဖြစ်တယ်ကျွန်တော်ဒီပေါင်းများကကျွန်တော်တက်ပွဲတွေဖြစ်ခဲ့တဲ့အခင်းချင်းမှာဖြစ်ပျက်ခဲ့တဲ့အချင်းရာတွေနဲ့လက်ရှိယုံမဂျိုင်းဆိုင်ဇာနဲ့ကျွန်တော်တို့ရဲ့ကလေးတွေစတင်နေတဲ့ကြောင်ဖုံးကြီးကြောင်ကျွန်တော်တို့ဒါအလှူမန်းတက်တွေမင်္ဂလာဆောင်တွေ ဘုရားကြောင်းကန်တွေးပါမချန်ဘုံကျဲပြီးတော့ဖြက်စီးတက်ဖြက်နေတာတွေကိုတင်းနယ်လေးဘုဇုတ်တာဘုံကျော်လဲတိတယ် MNDAA တဖွဲ့ဝင်နေလဲတိတယ်မဲ KIA လဲတိမယ် AA လဲတိပါတယ်ဒါတွေကိုကျွန်တော်တို့အထူးပြောစရာမလိုပါဘူးဟုတ်ပြီဒီလိုအခြေအနေမျိုးတွေဖြစ်လာတဲ့ဆိုရင်ကျွန်တော်တို့အဲ့ဒီဒေတာမှာရှိတယ်ကျွန်တော်တို့ရဲ့ CDN movement အဖွဲ့တွေတော်တော်လန်တော့ဟောက်ဖို့ရဝန်တစ်ခုလုံးနေတော်လန်တော့မိသားစုဝင်တွေအနေနဲ့ ထပ်မံပြီးတော့အချက်တဲမျိုးစုံနဲ့ရင်ဆိုင်ရဖို့ရှိပါလိမ့်မယ်ကျွန်တော်ပြည်သူ့ဘာသာတပ်ဖွဲ့ဝင်ကတော့ရွှေ့ဆိုရင်ရွှေ့ပေးတာပဲအဲ့ဒီအကြောင်းကိုကျွန်တော်ကျွန်တော်ဖြစ်ရလေးနဲ့ကျွန်တော်ပြည်သူ့အတွက်ပြောပြပါမှာတကယ်တမ်းတော့ကျောပြည်သူ့ကောင်တပ်ဖွဲ့ဝင်တွေကိုဒီနေ့ထွက်ပြော်လာတဲ့တဲ့ရင်အမှန်ဆိုရင်နှစ်ရက်အတွင်းသုံးရက်အတွင်းမှာရွှေပြောင်းပေးရမယ်ဆိုတာကတခက်ကိုခလီကလာစံလုံးပါလေဒီတဲ့ရင်ကိုကျွန်တော်အတီးပြုတ်နိုင်ဖို့ကျွန်တော်အားလုံးစူးစမ်းနေတယ် ဒီတဲ့နဲ့ပတ်သက်ပြီးတော့တရားနယ်လေးသင်ပြန်ကြာရှင်းကိုဆက်သွယ်မေးမြန်းပေးမယ်လည်းပဲလက်ရှိအချိန်ဒီဖြေးချချင်းမရှိသေးဘူးလို့ DVD မှာလည်းပဲသူဖော်ပြထားတာရှိပါတယ်။ဒါကြောင့်ဒီတဲ့နဲ့ပတ်သက်ပြီးကျွန်တော်တို့ကျောင်းပြပတွေကိုအချိန်နဲ့တပြေးညီတင်ပြပေးမှာဖြစ်တယ်။ကျွန်တော်တို့ဘာတစ်ခုမှအထူးကမခံနိုင်ဘူးဘာတစ်ခုမှအဆုံးရှုံးမခံနိုင်ဘူး။ကိုတမိုင်းကိုရေးနေကြတာပါ။ဒါဆိုရင်တော့လက်ရှိမှာ TNL နဲ့ပတ်သက်ပြီးတော့ကျောင်းမိဘတွေလက်ရှိထပ်ပေါ်နေတဲ့သတင်းဆိုရင်မကြည့်ဖို့ကိုလည်းကျွန်တော်အတိပေးလို့တယ်ဟုတ်ပြီကျွန်တော်ရဲဘော်တုံငယ်တွေကို၂ရက်အတွင်း၃ရက်အတွင်းမှာထွက်ခွာပေးဖို့တို့တွေပြောဆိုနေတာကတကယ်တော့၂ရက်၃ရက်ဆိုတဲ့အချိန်ကလုံလောက်တဲ့အချိန်မဟုတ်ပါဘူးကျွန်တော်အများကြီးပြင်ဆင်ရကျွန်တော်ကဒီအချိန်ကတော်တန်တော့အချိန်ပါတိုက်ပွဲတိုင်းရနေရာတိုင်းမှာရှိနေတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဘေကင်းတုံချုံရေး ကျွန်တော်တို့အများကြီးပြင်ဆင်ရတယ်။ဒါသူတို့ထပ်ပေါ်နေတဲ့လက်ရှိဒရင်အရာနှစ်ရက်အတွင်းမှာနောင်ချိုတဲကကျွန်တော် PDF တွေထွက်ပေးရမယ်ဆိုတော့ဘလို့အခြေအနေမျိုးမှာသူတို့ဘလောက်ထိတာဝန်ယူပေးနိုင်ပါလဲ။ဟွန်းကျွန်တော်တိုက်ပွဲမြောက်များစွာမြို့သိမ်းတိုက်ပွဲအများစွာကိုကျွန်တော်ပူပေါင်းတက်ဖွဲ့ဝင်တွေကျွန်တော်ရဲ့လူငယ်တွေအသက်တွေဘဝတွေခန္ဓာတွေပြီးတော့ကျွန်တော်မိဘပြည်သူတွေရဲ့ အိုးအိမ်စီးစိမ်တွေဆုံးရှုံးခံပြီးတော့အရယူတိုက်ခိုက်ခဲ့တာကိုလည်းအမှတ်ရဖို့ရည်ကြည်တယ်ဒီတော်လိုင်းရင်းမှာကျွန်တော်တို့အားလုံးကိုအချိန်ထဲမှာပဲကျွန်တော်တို့အခုလိုမျိုးခြုံငုံသုံးသက်မြင်တွေ့နေရတာကျွန်တော်တို့အတွက်လွန်စွာတန်ဖိုးရှိပါတယ်အစိုးအနေနဲ့အချို့သောအခြေအနေဇိုးလေးတွေလည်းကြုံတွေ့ရနိုင်တယ်လို့အကောင်းဘက်ကကြည့်မယ်ဆိုရင်ကျွန်တော်တို့အတွက်တန်ဖိုးမဖြတ်နိုင်တဲ့အခွင့်အရေးတွေအများကြီးကိုဒီအချိန်ထဲမှာရလိုက်တာပါ ဆိုတော့တပ်ဖွဲ့ဝင်တွေရဲ့သဘောထားယက်တီမှုတွေသူတို့ရဲ့ခံယူချက်တွေပြီးတော့သူတို့ရဲ့ရှစ်ဆက်သွားမဲ့အလားအလာတွေကိုလည်းကျွန်တော်တို့အားလုံးတွေ့မြင်နေရတယ်ဟုတ်ပြီဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ရှင်ဖော်ပြခြင်းစရာကိစ္စတစ်ခုရှိပါတယ်ကျွန်တော်တို့ကိရင်နေမြေတမခွန်အခုလက်ရှိအကြမ်းဖက်စစ်ခွေးတက်ကင်းစင်သွားတဲ့နေမြေကြီးတစ်ခုအကြောင်း အဲ့ဒီတမခွန်နေမြေအတွင်းမှာရှိတယ်ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကုန်လုံးဆွေပြောင်းပေးရမယ်ထွက်ခွာပေးရမယ်ဆိုတဲ့အတင်းကျွန်တော်တပ်ဖွဲ့ဝင်တွေစီကိုရောက်လာပါတယ်အဲ့ဒီမှာကျွန်တော်ရဲ့စီရီယန်တွေအများကြီးရှိတယ်ကျွန်တော်ရဲ့ရဲဘော်လူငယ်တွေအများကြီးရှိတယ်ဆိုတော့နေမြေတစ်ခုမှာလိုက်ပူပေါင်းဝင်းရနေထိုင်နေကြတယ် အခြေအနေဟာကျောင်းဝင်းတလုံးနဲ့ရောက်လာကြတယ်ဆိုပေမဲ့ကျွန်တော်ဆက်ဆက်ပြီးတော့ဒီဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါပူပေါင်းလှုပ်ဆောင်ရမယ့်အလုပ်တွေအတွက်ပြင်ဆင်ရတာတွေအများကြီးရှိတယ်။ဥပမာလည်းနဲ့ထုတ်လုပ်ရေးတွေအတွက်ပြင်ဆင်ရတာရှိတယ်။ပြီးတော့ကျွန်တော်တို့နေရာထိုင်ခင်းစခန်းတွေစောက်ပါတာရှိတယ်။နေရာတိုင်းမှာကျွန်တော်တို့ဒါပခက်လေးတလုံးပေါ့ဗျာစစ်ပခက်လေးတလုံးနဲ့နေလို့မရဘူး။ကျွန်တော်တို့ရဲဘော်လူငယ်တွေကနေလို့ရအောင်ရမယ်။ဒါပေမဲ့အသက်ကြီးတဲ့ ရဲဘော်တွေလည်းရှိတယ်မိသားစုဝင်တွေလည်းပါတယ်အချို့သူတို့မိသားစုဝင်တွေပါဒါတက်တက်တီတက်ရွှေတွေမှာပါလာတက်တာတွေလည်းရှိတယ်ဒါလို့လည်းကျွန်မိပါတွေသိစီချင်တာပါဟုတ်ပြီတက်မှာခုနေမြေကျွန်းထဲမှာရှိတယ်ကျွန်တော်ရဲဘော်တွေထွက်ပေးရမယ်ဆိုတော့ဒီစင်းထွက်လာတဲ့အချိန်မှာဒါစီလီယံမိသားစုတွေလည်းသူတို့လည်းထွက်ပေးရအောင်မယ့်အခြေအနေတွေရှိလာပါတယ်ဆိုတော့ကျွန်တော်တို့ကအီယံပုံနဲ့ပူပေါင်းထားတဲ့ အတွက် ERO ရဲ့အမိန့်ကိုကျွန်တော်တို့လက်ခံပါတယ်ကျွန်တော်ထွက်ပေးလိုက်ပါတယ်ပြီးတော့ကျွန်တော်တို့ကိုရွှေပြောင်းပေးဖို့ကိုလည်းသူတို့ကကူညီပေးခဲ့ပါတယ်ဒီရွှေပြောင်းနေနဲ့ပတ်သက်ပြီးတော့နင်နာဆုံးရှုံးစရာရှိလားဆိုရင်တော့ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့မိဘပြည်သူတွေရဲ့ဝန်ရံကူညီထောက်ပံ့မှုတွေနဲ့ကျွန်တော်တို့လှုပ်ဆောင်ခဲ့တဲ့ကျွန်တော်တိစောက်ခဲ့တဲ့အရာတွေကိုကျွန်တော်တို့ဆုံးရှုံးရပါတယ်ဒါပေမဲ့တော်လန်ရေးမှာတော့ဘာတစ်ခုမှဒါကျွန်တော်တို့မှန်းဆလို့မရဘူးပေါ့ဗျာ ကျွန်တော်စကန်တစ်ခုလုံးဒါဆုံးရှုံးခံခဲ့ရတဲ့အခြေအနေမင်္ဂလာပါအဖြစ်ပြက်တွေလည်းရှိခဲ့ဘူးပါလေအခြားသောဒါကြောင်းရွှေ့တွေမှာလည်းထုံလေးတောင်းပါပဲဟုတ်ပြီဒီလိုအခြေအနေကိုကဲန်ယူကကောင်းစွာထိန်းချုပ်ပြီးတော့သူလွတ်ဆောင်နိုင်ခဲ့တယ်အချိန်ကပြောစမယ့်စကားလေးတွင်းစရာလေးတော့ဖြစ်ခဲ့ရတယ်ကျွန်တော်တက်မှာခွန်နေမြေအတွင်းထဲမှာအခုဆိုရင် အချမ်းဖက်စစ်ခွေးတက်စကန်ခင်းစင်သွားပြီးဟေ့လို့ကျွေးကြော်နိုင်ခဲ့ပါလေကျွန်တော်တို့အခါတရံမှာအချို့သောမီဒီယာသတင်းတွေသူတို့တွေမချင်းမချန်ဖော်ပြချက်တွေဟာကျွန်တော်မိဘပြည်သူတွေအတွက်တည်တင်းလာရရှိပေမယ်အချို့သောစစ်ရေးနိုင်ငံရေးအရာကျွန်တော်တို့တိုင်းရင်းသားခေါင်းဆောင်တပ်ဖွဲ့ဝင်တွေဟာ ရှိတ်ပတ်ကစားရတဲ့အခြေအနေကိုလည်းပဲကျွန်တော်ကတင်ပြပေးနေတာပါကျွန်တော်ပြောပြတာကျွန်တော်နိုင်ငံရေးမှာမဟုတ်ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဘလို့ကတော့ဘလို့ဖြစ်နိုင်တယ်ဘယ်အချိန်မှဘာတွေဖြစ်နိုင်တယ်ကျွန်တော်မသိဘူးဟွန်းဒါပေမဲ့ကျွန်တော်ကနေကအီအာကိုတက်ဖွဲ့ဝင်နေတယ်ပူအောင်ပြီးတော့လေ့ကျင့်ခဲ့တယ်သင်တန်းတက်ခဲ့တယ်တိုက်ပွဲတွေအတူတူဝင်ခဲ့တယ်အတူတူစားခဲ့တယ်အတူတူနေခဲ့တယ်အတူအိတ်ခဲ့တဲ့အတွက်ကျွန်တော်တိုင်းသားခေါင်းဆောင်တွေရဲ့အရေးချင်းကိုကျွန်တော်တို့သိတယ်ဒါကြောင့် ျွန်တော်ကအခုပြောနေတဲ့တမခွန်နေနေအတွင်းထဲမှာရှိတယ်ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေထွက်ခွာရမယ်ဆိုတဲ့မိန့်မျိုးကိုကျွန်တော်တို့ရခဲ့ဘူးတယ်ဒါပေမဲ့အဲ့ဒီအမိန့်ကိုလည်းကျွန်တော်တို့လက်ခံခဲ့အခုတမခွန်နေနေမှာအချမ်းဖက်စစ်ခွေးတက်ကင်းစင်သွားပြီကဲဘာပြောစရာရှိလဲကျွန်တော်ကတော့ရဲဘော်လူငယ်လူငယ်တွေကိုတင်ပြပါတယ်အချို့သောဒါသူတွေအနေနဲ့တော့ဒီဘော်မှာတော့ တင်လည်းပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်ဘယ်သူနဲ့ပဲဖြစ်ပါဗျာတင်းတင်းကြပ်ကြပ်ဒီဝေဖန်တာတွေလည်းပြင်းပြင်းထန်ထန်တွေထွက်ပေါ်ကောင်ထွက်ပေါ်လာပါလိမ့်မယ်ကျွန်တော်မိပါတွေကျွန်တော်သတင်းတဲမှာကျွန်တော်မိပါတွေတိကျင်တဲ့အချက်လေးတွေကိုပဲယူပြီးတော့အချို့အစိတ်တောက်တွေကိုဖယ်ရှားဖို့အရေးကြီးပါတယ်ဆိုတော့ကျွန်တော်စီကရနိုင်တဲ့သတင်းကတော့ကျွန်တော်လူငယ်တွေရဲ့လက်ရှိဖြစ်ပျက်နေတဲ့ဖြစ်ပျက်တွေနဲ့ဖြစ်ပျက်ဖူးခဲ့တဲ့အကြောင်းအရာတွေကိုကျွန်တော်တင်ပြနိုင်တော့ကျွန်တော်တင်ပြသင့်တော့ကျွန်တော်မိပါတွေကိုဒါအခုလိုမျိုးတင်ပြပေးနေတာဖြစ်တယ် ကျွန်တော်တို့ထွက်ခွာခဲ့တဲ့ဒုဗိမဲ့ဒီနေ့ဒီချိန်မှာတော့အကြံဖက်စစ်ခွေးတက်ကင်းစင်အောင်ကျွန်တော်တို့တော်လန်တော့တပ်ဖွဲ့ဝင်တွေနဲ့ KNU တပ်ဖွဲ့ဝင်အသီးသီးနဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲအဲ့တော့အဲ့ဒီအချိန်ဒီမှာအကြံဖက်စစ်ခွေးတက်ကအကောင်တွေဝင်ရောက်တက်ဆွဲခဲ့တာပဲဝင်လာတာပဲသူတို့မုံဝင်ရှင်အောင်မှဒါသူတို့နဲ့ဒါပတ်တနာရနေတဲ့အဖွဲ့တွေပေါ့ဗျာ အဲဒီလိုအဖွဲ့အစည်းတွေနေမြင်ရှင်းလင်းရေးပုံစံမျိုးတွေလောက်တာတွေလည်းရှိဒါတွေကကျွန်တော်တို့ကြုံတွေ့ခဲ့ရတာတကယ်အဖြစ်ပြက်နေเนาะကျွန်တော်မြင်ပါတယ်ကျွန်တော်စကံပြီးအရှုပ်ခံလိုက်ရတယ်ဒါကျွန်တော်ဆုံးဆုံးသွားတာဒါဒါကိနာအဖြစ်မှန်နေကျွန်တော်မိဘပြည်သူတွေကိုညီခဲ့တယ်ဒါအထောက်ပံ့တွေနဲ့ငွေကြေးအချို့ဆုံးဆုံးခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့အခုပြန်ရလိုက်တာကအချမ်းဖက်စစ်ပိတ်တက်ရဲ့လက်နက်တွေလက်နက်ကြီးတွေ120 123တွေအပါအဝင် အမြောက်အမြားဒီကပုံပြကျွန်တော်ရလိုက်တာကသူတို့ရဲ့နိုင်လူစိတ်သူတို့ရဲ့ယုံကြည်မှုတွေအကုန်လုံးကိုကျွန်တော်တို့ကရိုက်ချိုးနိုင်ခဲ့တာသူတို့ကအရှုံးသမားတသက်ဆိုတာကိုသူတို့တွေလက်ခံစေခဲ့တာဒါကျွန်တော်တို့ရဲ့ကြီးမားတဲ့အကျိုးမြတ်ဆိုတော့အခု DNL နဲ့မြင်တွေ့မှာရှိတဲ့နောင်ချိုးမှာကျွန်တော်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဖယ်ပေးရမယ်ဆိုတဲ့အခြေအနေကိုကြောက်မိပါလေဒီကစောင့်ကြည့်စေချင်တယ်ဒါကြောင့် အရန်တွေဒါဖိအားမပေးဘူး pressure မပေးဘူးအရေးကြီးတယ်ကျွန်တော်မိဘပြည်သူတွေအတန်ထွက်ဖို့လိုတယ်ဆိုရင်ကျွန်တော်အပါဝင်မိဘတွေနဲ့ထပ်တူကျွန်တော်ပြင်းပြင်းထန်ထန်ကျွန်တော်ကန့်ကွက်မှုတွေရှိလာမှာပါကျွန်တော်ရဲဘော်တွေခံစားရတာကျွန်တော်တို့အတိဆုံးပါဒေတာခံတွေခံစားရတာကိုလေဒေတာခံတွေပို့ပြီးတော့တည်ဆုံးပါ TNL ခံခဲ့ရတဲ့အခြေအနေကိုလေပဲ TNLA တပ်ဖွဲ့ဝင်တွေပို့ပြီးတော့အတိဆုံးပါ ဟုတ်ပြီဒီကနေ့မှာဒီကုန်းချုပ်စကားပြောချင်တာလေးတခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်ပြည်သူလက်ကလွတ်မြောက်စရာအကြောင်းမရှိတော့တဲ့ဂျမဖက်စစ်ဂွိတ်တက်ဒီဘက်နေအတွင်းမှာဒါကျွန်တော်တို့ဒါမြန်လမ်းမလမ်းမိုင်းတွေပေါ့အမှန်လမ်းမကြီးပေါ်မှာဂျမ်ဖက်စစ်ခွေးတက်ရဲ့ဒါအရာရှိတွေကိုနေ့စဉ်ကျွန်တော်တို့အရှင်ဖမ်းမိခဲ့တာတွေကိုတက်တည်ပစ္စည်းတွေကတင်ပြခဲ့ပြီးဖြစ်တယ်ဒီနေ့မှာတော့လပိအဆိုင်ကိုထွက်တော့လပိထွက်တော့တဲ့အချမ်းဖက်စစ်ခွေးတက်ကနှက်ကောင် ။တပိဆိုင်မှာပဲအရှင်းခံလိုက်ရပါတယ်။ခွေးဟာခွေးနေရခွေးနေသင့်ပါတယ်။လူတော်တိုးဖို့စူးစမ်းရှင်တော့အခုလိုမျိုးခွေးတေဝတ်တေရုပ်ပြက်စင်းပြက်သိဆုံးရမှာဖြစ်တယ်။ဒီနေ့မနက်9:00နာရီမှာမော်ဗီဇာဖျားမှာတဆွဲထားတဲ့ဂျမ်ဖက်စစ်ခွေးတက်ဖွဲ့ဝင်တွေအချို့ကျွန်တော်အဲ့ဒီဖျားကလပိဆိုင်မှာထိုင်ပြီးတော့လပိတောက်နေတဲ့အချိန်မှာပဲ ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ဒုငယ်တွေကဝင်ရောက်ပြက်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။အဖွဲ့ဝင်နှစ်ဦးလုံးပွဲချင်းပြီးတေအဲ့ဒီဖျားကုန်းအနီးမှာတဆွဲထားတဲ့အကြောင်းဖက်စစ်ခွေးတက်စကြောင်းအင်အား600ဝန်းကျင်လောက်ရှိတယ်လို့လည်းကျွန်တော်တို့ခဏခုသတင်းတွေရကြားသိထားပါတယ်။အဲ့ဒီစစ်ကြောင်းဟာကျွန်တော်တို့ဒါဖားကန့်ကိုဝင်လာတဲ့သတင်းတွေမှာလည်းဝင်လာတဲ့အချိန်မှာလည်းကျွန်တော်တို့ပြည်သူ16ဦးကိုလမ်းမှာဘယ်တွေ့တဲ့ဒူတိုင်းကိုတတ်ဖြတ်ညှဉ်းပန်း ခဲ့တယ်ဆိုတာကိုလည်းကျွန်တော်သတင်းအချင်းမြစ်တွေမှာတွေ့ရမှာဖြစ်ပါတယ်။ဒါဆိုရင်တော့အဲ့ဒီဝင်းကြီးကိုရောက်လာတဲ့အဲ့ဒီအင်အား600ပါဂျန်ဖက်စစ်ခွေးတက်စစ်ကြောင်းဟာကျွန်တော်ပြည်သူလူလူရဲ့လက်ထဲမှာရောက်နေပြီဆိုတာကိုကျွန်တော်က message ပေးချင်တယ်။မင်းတို့ကအင်အားရှိတယ်မင်းတို့ကလက်နက်ရှိတယ်မှန်တယ်မင်းတို့အခုမသေးသေးဘူးဒါပေမဲ့တစ်ချိန်သေမှာပဲမနှက်ပြန်လာတပတ်ခါလာဘာကြောင့်လဲမင်းတို့ကိုကျွန်တော်ပြည်သူကဝိုင်းထားပြီ။အခု နှစ်ကောင်ထွက်တယ်မနေနိုင်လို့လက်ဖက်ရည်တောက်တယ်လက်ဖက်ရည်ဆိုင်ပါပဲရှင်းလိုက်တယ်ရှင်းပါပြည်သူမုန်းရင်ဖြည့်စင်းမရှိဘူးဒါဟာအမှန်တရားပါကျွန်တော်နိုင်ငံမှာရှိရှိသမျှတော့တိုင်းရင်းသားတပွဲဝင်တွေအားလုံးဟာကျွန်တော်ပြည်သူလူထုမရှိရင်ကျွန်တော်ပြည်သူလူထုထောက်ခံမှုမရရင်ဘယ်အဖွဲ့အစည်းမှယက်တီလို့မရဘူးဆိုတော့ကျွန်တော်အားလုံးလက်ရှိဆက်ရှုံးနေတဲ့ အာနာယူအုပ်စုဟာကလင်ကချစ်ညံညံနဲ့အလွန်အင်တန်များခဲ့တယ်ဆိုတာတမိုင်းတွေမှာကျွန်တော်တွေ့မြင်ခဲ့ပြီးဖြစ်ပါတယ်။တရုတ်ဟာလည်းသူရဲ့အကျိုးစီးပွားရဖို့ဆိုရင်ဘာပဲဖြစ်ဖြစ်လုပ်တယ်ဆိုတာကိုလည်းကျွန်တော်အားလုံးသိရှိပြီးသားပါ။ DNL MNGA တရုတ်နဲ့မကင်းရမကင်းကြောင်းအခြေအနေတွေကိုလည်းကျွန်တော်တို့အားလုံးကသိရှိပြီးသားပါ။ဒါကြောင့်ကျွန်တော်အားလုံးမှာဖြစ်ကြည့်တဲ့အဖြစ်အားလုံးကလည်းကျွန်တော်ပြည်သူမိဘလူထုလက်ထဲမှာသာလည်းရှိပါကြောင်းကိုတင်ပြရင်းနဲ့ ဒီနေ့ဗီဒီယိုအဆုံးသတ်ပြစီနောက်လာတဲ့ဗီဒီယိုတွေကိုဒီဆက်ပို့ကောင်းအောင်ကျွန်တော်ပြပါမယ်လန်နဘေးစီဗီကပိချောင်းနဲ့ကျောင်းနိုင်ငံတွင်းမှာရှိတဲ့မိမတအူးချင်းစံပြီးရတဲ့ကင်းရှင်းပါစေကြောင်းလေးလေးနက်နက်စတောင်းရင်းနဲ့ကျွန်တော်ရေဝရှင်းလိုက်ပါကဲနော်ကိုရေဘောရှန်လေးတန်ဆက်ပြီးတော့တဲ့ဘောပရိတ်တချရမင်တို့တချက်လေးတွေကို comment မှာရေးပြကြပါလို့ပြောနေတယ်။တနင်္ဂနွေဆုံးတလဲပါမယ်။ကျွန်တော်နောက်တဲ့တဲ့လေးတွေနဲ့ပြန်ဆုံကြရအောင်နော်။ကဲဘိုင်ဘိုင်